MSP ဆာကူရာတို့လေကြီးပွဲလေးကိုလေဖိတ်ကြားချင်းခံရမယ်လို့ဆာကူရာတခါမှမထင်မိဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့အဲယူရီလွေမိုးတို့ဘာလို့ဆိုတာဆာကူရာတို့တကယ်ကိုလောကဖိမတ်ဖြစ်တဲ့ address တဲမှာပါတဲ့အခါကျတော့လေသူတို့နဲ့ဒန်းတူကိုကအဲဒီလိုပွဲမျိုးလေးကိုဖိတ်ကြားချင်းခံရတယ်ကိုလည်းအကြီးကအနေနဲ့အဲပါဝင်ရခွင့်ရတဲ့အတွက်ကိုဆာကူရာလေးအိမ်မက်မက်နေသလိုပဲ ဒီနေ့က Sakura ရို Yumi White ပေါ့နော် Project Launch ပွဲလေးကို Sakura ရို Dijanshin City Second Floor မှာကျင်းပနေတာဖြစ်ပါရှင် Sakura နဲ့အတူတူ Yuri Lin Mo နဲ့အတူတူတခြားနာမည်ကြီး celebrity ပေါင်းများစွာလည်းပါဝင်မှာဖြစ်ပါရှင်ဟုတ်ဒီနေ့ကတော့ Sakura ရို Skin Care Project Launch လေးလည်းဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့ fan တွေကိုအားပေးချစ်ခင်တဲ့သူတွေနဲ့ဒါလုံးဝတင်းရင်တင်းတွေးဆောင်ကြရဲ့ပွဲလေးပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ Sakura ကအဲတကူးတကားလေးကိုဒီပွဲလေးအတွက်တရားပြင်ဆင်လာတယ်ပြီးတော့ကိုယ့်ချစ်တဲ့သူတွေနဲ့ဟို အကောင်းဆုံးချော်ဖြတ်မယ်ပေါ့နော်အမှတ်တရဓပုံလေးရိုက်မယ် TikTok လေးကြည့်ကစားပေးမှာပါရှင်ဟုတ်ဒီ Yumi White တို့ဘာလို့ ਆ ကြတော့သူကကိုရီးယားနိုင်ငံမှာ brand ထုတ်ထားပြီးမလေးရှားနိုင်ငံမှာပြန်လဲပြီးတော့အဲထုတ်ထားတာပေါ့နော်ကိုရီးယားနီးပညာနဲ့အတူတူအားကြောင့်မို့လို့ Sakura တို့ကအလှပရေးရမှာအဲယောက်ျားလေးလည်းရေးပါလေဒီဘက်ခက်မှာ main ကလေးလည်းရေးပါရဲ့ပြီးလို့ရှိရင် Sakura တို့ transgender ကြီးလည်းဒါအရေးပါရဲ့ပေါ့နော်ဒါကြောင့်မို့လို့ Sakura ကတော့ကိုကိုရိုင်းလည်း ထိမ့်သိမ်းစောင့်ရှောက်တယ်ကိုယ့်ရဲ့အလှပနဲ့အသားအရေအတွက်ကိုပေါ့နော်ဒါကြောင့်ချစ်တော်လေးတွေအတွက်လည်းအဲအလှပနဲ့ဒီ skin care ပိုင်းလေးတွေကလည်းအရေးပါတယ်ဆိုတဲ့ဟာလေးကိုသိစေခြင်းလို့ပေါ့နော်အားကြောင့်ဒီလိုပွဲလေးတွေကို တက်ဖြစ်တာပေါ့နော်ဟုတ်ဆာဂရာကတော့ဒီ Miss Angel Star မြန်မာ2025ကိုရရှိပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်အဲဆာဂရာဆိုအခုဆို Skin Care Project လေးတွေရိုက်နေရရှိရယ်ပြီးပြီဆိုလို့ရှိရင်ဇလန်တွဲတွေလည်းဆာဂရာဆက်ပြီးရိုက်ပေးနေရလေးရှိရယ်အဲနောက်ထပ်ပြိုင်ပွဲကြီးအတွက်လည်း International State အတွက်ကိုလည်းဆာဂရာပြင်ဆင်နေရရှိရဲ့အခါကျတော့ဆာဂရာပြောခဲ့သလိုပါပဲဇက်တိုက်ဆာဂရာရဲ့လှုပ်ရှားမှုတွေကိုတွေ့မြင်ရမှာပါလို့ဟုတ်ကဲ့ပါရှင်ဟုတ်ဆာဂရာတို့လေဒီ ပွဲလေးကိုလေဖိတ်ကြားချင်းခံရမယ်လို့စာကူရာတခါမှမထင်မိဘူးပေါ့နော်။ဘာဖြစ်လဲဆိုတော့အဲယုံရီလွေမိုးတို့ဘာလို့ဆိုတာစာကူရာတို့တကယ်ကိုလောကဖိတ်မတ်ဖြစ်တဲ့ actress တွေမှာပါတဲ့အခါကျတော့လေသူတို့နဲ့တန်းတူကိုကအဲဒီလိုပွဲမျိုးလေးကိုဖိတ်ကြားချင်းခံရတယ်။ကိုလည်းအကြီးကအနေနဲ့အပါဝင်ရခွင့်ရတဲ့အတော့ကိုစာကူရာလေအိမ်မမတ်နေသလိုပဲ။ဘာဖြစ်လဲဆိုတော့ဒီလိုနမဲကြီးရနဲ့တန်းတူပွဲတစ်ပွဲကိုတက်ရဖို့ဆိုတာစာကူရာတို့အတွက်မလွယ်ဘူးပေါ့နော်။ဒါကြောင့်မို့လို့အဲ ရှေ့လျှောက်လည်းပို့ပြီးကောင်းမွန်တဲ့နေရာဖြစ်အောင်ဆာကူရာဆက်လက်ပြီးစူးစမ်းမှာပါဘာဖြစ်လို့ဆိုတော့ကိုတယောက်တည်းအတွက်တည်းမဟုတ်ဘူးနောင်တက်လာမဲ့ LGBT လေးတွေ transgender တွေအတွက်လည်းငါတို့အရာဒီလောက်ကြီးလုံနိုင်နေဆိုတာအားလုံးသိအောင် ြပေးချင်တာပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ခေးကငကိုလေးကသူက sweet ဖြစ်တယ်တော်တယ်ဒါပေမဲ့သူကပညာရေးပိုင်းကိုဦးစားပေးရပေါ့နော်ဒါပေမဲ့ဒီဘက်ပြီးလို့အခုတစ်ချိန်ပြန်လာသူမရဲ့စမ်းပြန်ထားရလို့ပြောရမှာပေါ့နော်တဟိတ်တစ်ချိန်ထိုးသူမအလုပ်တွေလုပ်ရတယ်ပြီးပြီဆိုလို့ရှင်သူ့ထက်ဝါရင်းတဲ့နာမည်ကြီး address တွေနဲ့သူကအခုဆိုရင်စိတ်ရွှေကြော်ညာရေးပိုင်းဆိုဒီလိုနေရာမျိုးနာမည်ကြီးမင်းသမီးတွေနဲ့သူ့အနေနဲ့ရိုက်ကူးဖို့ဆိုတာလည်း အဲတော်တော်လေးအချိန်ဝါအားကောင်းနေမှာလေပြိသက်ကလက်ခံမှာသူဒီညာရောက်မှာပေါ့နော်အားကြောင့်မလို့အဲခေးရဲ့အောင်မြင်မှုတွေဒီလိုမျိုးစူးစမ်းလာတဲ့အတွက်ပြိသက်တွေပို့ပြီးလက်ခံနိုင်တဲ့အတွက်အဲဆာကူရာတို့ကလည်းဝမ်းသာတယ်သူမရဲ့အမှုပညာလှုပ်ရှားမှုတွေကိုလည်းဆာကူရာတို့ကဂုဏ်ယူတယ်ပေါ့နော်ဘာဖြစ်ဖြစ်အားလုံးကိုတော့ဒီထက်ဒီထက်ပို့ပြီးကောင်းမွန်တဲ့အမြင့်လေးတွေရောက်စေခြင်းနဲ့ကိုကိုရိုင်းလည်းတစင်ပြီးတစင်စူးစမ်းနေတဲ့အတွက်အဲပုံမူကောင်းမွန်တဲ့နေရာလေးတွေနောက်ပိုင်းပို့ပြီးလုံနိုင်မယ်လို့ထင်ပါတယ်ရှင်ဟုတ် ခင်းကြီးကဒီပွဲရောက်မှပဲဆာကူရာလို့ပွဲသူတိုင်နေမှာစုံဖြစ်မှာပေါ့နော်အရင်ကတော့အမှုပညာလှုပ်ရှားမှုမှာတော့ခင်းကြီးကတခါမှအဲ vlog တွေတွေ့ရိုက်တာတော့ဘာလို့တော့မရှိသေးဘူးပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီပွဲက first time မှာပဲဟုတ်မြန်မာ star bazaar